ကဲဖွင့်တဲ့ခွေစက်ဖောက်ပြီးတော့ထွက်ပေါ်လာမဲ့ရွေးကောက်ပွဲအတုမကျင်းပရသေးဘူးမဲစရင်တွေမှားနေတယ်ဆိုပြီးသူတို့ဖုတ်ဖို့ရှင်းမဲ့အတန်ထွက်လာပြီနော်ဘူးလက်လှဆိုပြောထားတာကြည်ပါပြီတော့မှာမင်္ဂလာပါလေးစားလေးစားပါဒီနေ့အော်တိုဘာလ9ရက်တနင်္ဂနွေနေ့ပါနော်ကျွန်တော်တို့အမဲစင်တွေကတ်ထားတာတော့ကြည်တယ်တော့ကြည်တော့တော်တော်များများလွယ်နေတယ်တွေ့ အလူလွဲရတယ်ဆိုတော့2020တုန်းကလက်စင်းအဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကပ်ပြီလေအခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအဆူရီမူဒီဟလာပြန်ကောက်တဲ့စရင်းနေပုံအကွာတာကတော်တော်ကွာတယ်900မှာ300လောက်ကွာဒါဒါအသိအသိမကောင်းဘူးနော်နီးစီနဲ့ပြန်လောက်ရမယ်ပုံစံသုံးနဲ့ပြန်လျှောက်ပြီးတော့ပြန်လောက်ရတော်တော်ကိုတော်တော်ကိုလောက်ရမယ်ဒါ12ရက်နေဆိုကဲ900မှာ300လောက်ကွာတာနော် နည်းနည်းလေးမဟုတ်ဘူးနော်ကြည့်ပါတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကြာတော့နော်ဒီတပတ်အတွင်းမှာအာတော်တော်လုတ်ယူပါဥမာလာမင်္ဂလာဒီပလို့ရက်ကွက်မျိုးမှာဆိုရက်ကွက်အုပ်ချုပ်ရေးမှူးတော်မပါဘူးဗျာကဲကြားတယ်နော်ရက်ကွက်အုပ်ချုပ်ရေးမှူးတော်မပါဘူးတဲ့ကွက်အုပ်ချုပ်ရေးမှူးရဲ့မိသားစုကမဲစင်းမပါကြံနေကြံနေလူတွေပြောမနေနဲ့အဲ့လိုကြီးဖြစ်တယ်တည်သွားတဲ့လူတွေပြန်ပါနေတာရှိတယ်နော်တည်သွားတဲ့လူတွေနောက်တကအပီးပြောင်းသွားတဲ့လူတွေအဲ့ဒီလူတွေလည်းပြန်ပါနေတယ် ဒါတော်တော်များနေတယ်နော်နောက်တစ်ခါလွတ်တော်ကိုယ်စားလေးတယောက်ပဲပါတယ်သူ့မိသားစုကြတော့မပါဘူးလွတ်တော်ကိုယ်စားလေးတော့အာနာလို့ထည့်ပြလိုက်လားမသိဘူးအဲ့တော့ယူစီကဒီမဲစင်းနေတာတော်တော်ကိုတော်တော်ကိုမာနေကဲတေချာနားထောင်နော်အနန္ဒီအနာတိတ်ရတာမဲခိုးလို့ပါမဲစရင်မှားပြီးမဲခိုးလို့ပါလို့ပြောတဲ့သူတွေမင်းတို့ဘက်ကဖွတ်ကြီးကိုလည်းဒီမှာထွက်ပြောနေတာတေချာနားထောင်တို့တို့ပြန်ပြင်းရမယ် အဲ့အဲ့တွေးတယ်ဗျအဲ့တွေးတော့ဒါလေးကိုအချိန်မီပြုပြင်ဖို့အဲ့တော့ဘယ်သူလေးအလုပ်ရှုပ်လဲဆိုတော့ရက်ွက်အုပ်ချုပ်ရေးမှူးတွေနောက်တော့ကလွတ်တော်ကိုယ်စားလှယ်ကိုတိုင်ကဟဲ့လားအားထုတ်ပြီးတော့မဲယုံတိုင်းကိုလိုက်ကြည့်ပြီးတော့မှဓာတ်ပုံရိုက်ပြီးတော့မှဒီစီးရေးမှန်လားမမှန်လားဆိုရက်ွက်တရားလူတွေကိုခေါ်ပြီးတိုက်ဆိုင်စစ်ဆေးရတယ်ကျွန်တော်လုံနေရတယ်ဗျာကျွန်တော်လည်းဟဲ့လားမဲယုံကိုယ်စားလှယ်ခန့်ထားဆိုတော့အဲ့ဒီလူတွေအကုန်လုံးဓာတ်ပုံရိုက်ရိုက်ပြီးတော့တူကြီးကိုစစ်ခုဆိုပဲ တမျိုးနဲ့တမျိုးနဲ့ညာနဲ့ချီပြီးတော့ကွာချားနေကြ။ကဲကြားရနော်ကြားရနော်မဲစရင်မှလို့မဲခိုးပါလေဆိုတဲ့လူတွေမှကြားရနော်ပြောနေပြီ။ဟမ်ဒါလေးတော့မနေ့အထုတ်ပြီးလောက်ရလိမ့်မယ်ယူစီရလေ။အဲ့ဒါပြောပြတာ။လစ်စာလစ်စာပါလေ။ကဲအားလုံးကြားရနော်အဲ့တော့2020ရွေးကောက်ပွဲမှာမဲစရင်မှလို့မဲခိုးလို့အာနာသိမ်းရပါတယ်ဆိုတော့ အခုဒီမင်းတို့လုံမဲ့ဖွင့်နဲ့ခွေစက်ပေါက်မဲ့အတူအယောင်ရွေးကောက်ပွဲကမကျင်းအောင်မကျင်းပါရတယ်မဲခိုးနေကြပြီပေါ့အဲ့လိုလားဟုတ်လားကဲမင်းတို့ကပြောခဲ့တာမကျင်းမကျင်းအောင်မကျင်းပါရတယ်ခိုးနေကြပြီပေါ့မဲစင်းမာတယ်မဲခိုးမဆိုအဲ့တော့မဲစင်းမာတာဒီ2020ရွေးကောက်ပွဲမှာမှမာတာလား2015ရွေးကောက်ပွဲမှာမာခဲ့တဲ့မဲစင်းကိန်းကနန်းအရင်အတွက်နဲ့နော်2020မှာမှားခဲ့တဲ့ကိန်းကနန်း ဘယ်ဟာကပိုများလဲအခု2020ရွေးကောက်ပွဲမှာမားခဲ့တဲ့မဲစရင်ကိန်းကနန်းနဲ့အခုဒီအတူရောင်ရွေးကောက်ပွဲကမဲစရင်ဘယ်ဟာပိုမားတယ်ဟိုမှာ900မှာ300လောက်မားနေတယ်ဘူးလက်ပြောတာကစဉ်းစားကြည့်ပြီးတော့ဘလို့သွားလောက်တော့ဘူးလဲဟမ်လွတ်တော်ကိုယ်စားလှယ်အိမ်မာတော်မှနော်သူလွတ်တော့ကိုစလေတရားဝပါလာတအိမ်သားတော့ပါမလာဘူးရက်ွက်အောက်ချုပ်ရေးအိမ်မှတော့မှတအိမ်လုံးပါမလာဘူးဟမ်တေပြီးသားလူတွေပြန်ပါလာတယ်ကဲဒါမှဘူးလက်ကိုယ်တိုင်ထွက်ပြောတာ စဉ်းစားကြည့်ကဲအဲ့ဒါကြတော့ဘာပြောကြမလဲကဲမဲစင်းမားလို့မဲခိုးတယ်ပြောတဲ့လူတွေအဲ့ဒါဘာပြောမလဲအဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာလေရှင်းရှင်းပြောရရင်တော့ဘာမှမဟုတ်တဲ့အရာတစ်ခုကိုအကြောင်းတည်ပြီးတော့ဒီအိမ်မဟုတ်တဲ့အရာကြီးကိုလောက်ခွင့်ပေးလိုက်တဲ့အရာကနေတိုင်းပြည်စပြက်တာအဲ့ဒါကဘာလဲဘာမှမဟုတ်တဲ့အရာဆိုတာမင်းအောင်နိုင်လူမျိုးကြက်မပြည့်တဲ့ကောင်တွေအာနာယူတာကိုတန်းနဲ့စီတဲ့ပြည်သူတွေကစီးလုံးညီညွတ်ဆိုတော့တောက်ပြန်ရမယ်အစား ကိုရင်းကပြောသလိုပေါ့ကိုအချိုးစည်းဘွားကငါဒီနေ့အလုပ်မစင်းမယ်အလုပ်ပြတ်သွားမှာဟဲ့ဆိုတဲ့ဟာမျိုးနဲ့နဲမညီညာမှုတွေစဖြစ်ရင်းနဲ့အဲ့ဒီကနေဘာဖြစ်လဲဒီကောင်တွေအင်အားကိုစုလို့ရွာလာအနာတိန်ချင်းမှာဘာလို့လဲတုံးရက်တော့အတန်တိတ်တပိတ်တယ်မဟဲ့အတန်တိတ်ပြီးနေပြီးတယ်ဟုတ်တယ်ဟိုမှာမင်းတို့အတန်တိတ်နေတော့ဟိုကဝန်ကြီးဌာနရောက်ခွဲပလိုက်ပေါ့ဟမ်ဟမ်အတန်တိတ်ပြီးတော့တုံးရက်ကြာအချိန်မကောင်းထွက်ပြီးတော့ဣတိနာမောင်တို့ဘာလို့ထဆန္ဒပြတ်မှာဘာဖြစ်လာလဲဟမ်အဲ့လိုမှလောက်တော့ဟိုကအကုန်လုံးဖွဲ့စည်းပြီးညွှန်ကြားမှုတွေအကုန်လုံးပြတ်ပပပပကောင်းလို့ပူသွားပြီး ဆိုအဲ့ဒီကနေစပြီးတော့မှားတာအဲ့တော့ပြဿနာကဘာလဲဆိုတော့ဘာမှမဟုတ်တဲ့အရာဒါပေမဲ့အခုတိုင်းပြည်မှာဖြစ်ပြက်နေပြီတိုင်းပြည်ပြက်နေတာဒါတိုင်းပြည်ပြက်နေတာဒီထက်ပြက်စရာမရှိတော့ဘူးဒီထက်ပြက်ရင်တိုင်းပြည်အကုန်လုံးပြိုကွဲပြီးတော့ဒစားစီဖြစ်ဖို့ရှိတော့တယ်ဆိုတော့တိုင်းပြည်ပြက်တယ်ဆိုတာကိုဘယ်လိုဟာဟိုအเจ้าမှာဆိုရင်အเจ้าကန်းထဲမှာစူးနေဆီယမ်မနော်ဒုတ်တစ်ချောင်းနဲ့ဘောရိုက်ပြီးတော့ အချစ်ကဆီယမခေါ်ရေးဘုံဘုံဘုံရဲ့ဟေးတိုင်းပြည်ကိုပြစ်နေကြတယ်ကွယ်ဆိုတာငငယ်အကြောက်ခုတဲ့စကားအခုမှတကယ်တိုင်းပြည်ပြစ်တာနော်ဗယံမတာတွေအကုန်လုံးပြစ်နေတာအဲ့တော့ဒါအခုသူတို့ကပြောတယ်နော်စစ်တောင်းကဒီရွေးကောက်ပွဲရွေးကောက်ပွဲအခုတန်ဖို့အတိုင်းဝိုင်းဆိုရွေးကောက်ပွဲပေါ့ရွေးကောက်ပွဲလောက်ပြီးလို့တိုင်းပြည်အေးချမ်းမထင်တာပို့ဆိုးမှာမယုံကြည်လိုက်အဲ့ဒီဒီအတူရောင်ရွေးကောက်ပွဲဟာတိုင်းပြည်အတွက်ကောင်းမှာမဟုတ်ဘူးတိုင်းပြည်ကိုပို့ဆိုးစေမယ့်အရာဘာဖြစ်လို့လဲ ရွေးကောက်ပွဲကျင်းပတယ်ဆိုတာကပြည်သူစံသားကိုခံယူတာဗျာဒါရွေးကောက်ပွဲအနှစ်သာရပဲဟုတ်တယ်နော်အဲ့တော့ပြည်သူစံသားကိုခံယူတဲ့ပွဲလောက်တာပြည်သူမပါဘဲနဲ့လှုပ်တယ်ဆိုတဲ့ကဒီရွေးကောက်ပွဲဒီအတိတ်ပဲရှိတဲ့ရွေးကောက်ပွဲဖြစ်မလားအတိတ်ပဲမဲ့တဲ့ရွေးကောက်ပွဲဖြစ်မလားအဲ့တော့ဒီလောက်တဲ့ပြည်သူစံနာခံယူဝဲလောက်တာကိုပြည်သူကမပါဘူးမပါတဲ့အပြင်ပြည်သူအများစုကအများစုလို့ကျွန်တော်စကလုံးတောင်းထားရနော်ခွေးတစ်ကောင်တစ်ကောင်ထွက်လာပြီးငါတို့ကပြည်သူငါတို့ဖြောက်ခံရလာမလို့လဲ မဲလို့များကြီးကိုကြည့်ရမယ်ပြည်သူအများစုကလက်မခံတဲ့အပြင်ဘာလို့လဲစန့်ကျင်နေတာတော့မင်းရဲ့တောင်ကိုရီးယားမှာပြည်တွင်းမှာလုံးဝလှုပ်လို့မရတာဘာလို့လဲလွတ်မြောက်နေမြေမှာရှိတဲ့လူတွေစန့်ကျင်နေပြည်ပရောက်နေတဲ့နိုင်ငံတွေထဲမှာစန့်ကျင်ခွင့်ဆန္ဒထုတ်ဖော်ခွင့်ရှိတဲ့တိုင်းပြည်ရောက်နေတဲ့မြန်မာပြည်သားတွေဟာကိုယ့်အလုံနားရဲ့လေးတော်မနာပဲเนาะအလုံမစင်းမဲနဲ့ နေပူခန့်တဲမှာထွက်လာပြီးတော့ဆန္ဒတွေထုတ်ပေါ်ကြတယ်။ဒါဟာဘာလဲဆိုတော့ပြည်သူအများစုရဲ့ဆန္ဒတွေလုံးဝလက်မခံတာ။အဲ့တော့အဲ့ဒါတော့ပြည်သူကိုစန့်ကျင်ပြီးတော့ပြည်သူလက်မခံတဲ့အရာကိုစန့်ကျင်ပြီးတော့အတင်းအဓမ္မဇွတ်လုံနေတဲ့အလုပ်တစ်ခုကကောင်းကျိုးကိုရမလားဆိုးကျိုးကိုရမလား။နောက်တစ်ခုကခုနကပြောလို့ပြည်သူလက်မခံဘူးဆိုတာမှာနော်အင်အားစုပေါင်းစုံရွေးကောက်ပွဲတစ်ခုလုပ်တယ်ဆိုတာကမတူညီတဲ့အင်အားတွေကိုမလုပ်တာလေ။ အတူတူတကွယုံလို့ရအောင်လုပ်ပေးတယ်။မင်းက Republican မင်းက Democrat နော်။အာမင်းတို့ပါတီကဘလို့ကောင်းတယ်ငါတို့ပါတီကဘလို့ကောင်းတယ်မဲရီဆွဲကြတယ်အပြိုင်ဆိုင်ပြီးလို့ရှိရင်ပြည်သူ့ထောက်ခံမှုကိုလက်ခံကြတယ်အဲပြီးလို့ရှိရင်တစ်ဖက်ကလည်းလှုပ်ရှင်လည်းလှုပ်လို့မရအောင်တစ်ဖက်ကလည်းလှုပ်ရှင်တော့အတိုက်ခံအင်အားတွေနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာသူတို့တွားကြတာအဲ့တော့ဒီမိုကရေစီရဲ့နာမည်လည်းတတ်ထားနေတယ်ကိုယ့်အကိုတယောက်တည်းပဲပြိုင်ပြီးတော့တယောက်တည်းပဲဖဲချိုးတယ်တယောက်တည်းဖဲဝေတယ်တယောက်တည်းကလပ်ဖန်ထိုးတယ်နော်ပြီးတယ်ပြီးတော့ငါ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 တော့တမကွာ အဲ့ဒီအွက်ကြီးကအဲ့ဒီဖဲဝိုင်းကဘာဖြစ်လာလဲစဉ်းစားကြည့်ပြီစဉ်းစားကြည့်ဟမ်ဘဒူးမှလည်းတူလုံးနေတာလက်မခံဘူးအိမ်ငါးအိမ်လုံးကဒါပေမဲ့သူကဘာလုပ်လဲသူကသူဖဲချိုးတယ်သူကသူဖဲဝေတယ်သူကသူကလပန်ထိုးတယ်သူကသူဖဲဝေတယ်ပြီးတော့ဘာလုပ်လဲအာငါအကုန်စားတယ်ဆိုပြီးတော့အိမ်ပေါင်းစိလိုက်စားရင်စားခံတဲ့ကောင်တွေလက်ခံမလားအဲ့ဒါအဖြေပဲအဲ့တော့မဲစရင်မှားလို့ဟို အာမဲခိုးလို့အာနာသိမ့်ရပါတယ်ဆိုတဲ့စကားဟာခွေးပြောခွေးယုံစကားလို့ကျွန်တော်တို့ပြောခဲ့တာဒါကြောင့်ပြောခဲ့တာမဲရွေးကောက်ပွဲမတမှန်မုန်းဖြစ်လို့ရှိရင်ရွေးကောက်ပွဲအဥ္ဒေဥ္ဒေရှိတယ်လေဟမ်ရွေးကောက်ပွဲဥ္ဒေအရာအခုဘယ်မဲဆန္ဒရတယ်ဟုတ်တယ်မလားရန်ကုန်တိုင်းဘယ်မြို့နယ်မဲဆန္ဒယုံမဲနယ်ယုံနံပါတ်ဘယ်လောက်ကလွှတ်တော်ကိုယ်စားလှယ်ဘလူတွေရဲ့ယုံဘလုံးမဲမတမှန်မှုဖြစ်တယ်ရွေးကောက်ပွဲကော်မရှင်တတ်မှတ်တဲ့ရက်အတွင်းမှာတက်တဲ့တက်ကရရနဲ့တတ်မှတ်ထားတဲ့ငွေကြေးနှုံတာဖြစ်သွင်းပြီးတော့တိုင်လိုက်လေ ဒါပေမဲ့အခု2020မတိုင်ခင်မှာဘဲတူတယ်အခုကြမ်းဖို့အပေါင်းဝင်အဲ့ဒီမင်းအောင်နိုင်ကိုအာနာတိန်ကိုမြှောက်ပေးခဲ့တဲ့ဘဲပါတီကတရားဝင်လမ်းကြောင်းကတိုင်ခဲ့ဟမ်စစ်တပ်ကလာပြီးစစ်တပ်လို့ကိုကျော်နဲ့နာမည်ခံပြီးတော့ဒီစစ်ကောင်းဆောင်ကမက်ဆေ့မားနေတဲ့ဖြစ်ရှင်းမင်းပါဖြစ်ရှင်းမင်းပါဟမ်လမ်းပဲခွေးဝဲစားအော်နီဘာနဲ့တူလဲဆိုတော့သူများတဲ့အလူလက်နေတဲ့အချိန်မှာဟမ်လမ်းပဲမှာဝဲခုတ်ပြီးတော့အဲ့ဒီအလူလက်နေတဲ့လူကိုလှမ်းဟောင်းနေတယ် ဟောင်းနဲ့သူဟောင်းတာကိုဂယုမဆိုင်ကကောင်းမလားဆိုတော့အဲ့ဒီအလူလက်နေတဲ့လူအုပ်ထဲကိုဝင်ကြိုက်တာအဲ့ဒီအဲ့ဒီပုံစံတပုံစံနဲ့ပဲလက်ရှိမြန်မာနိုင်ငံရဲ့ဖြစ်သွားတဲ့အနေအထားအဲ့ဒီအပုံစံဖြစ်သွားတာအဲ့တော့ဝင်ကြိုက်တဲ့ခွေးကိုဘာလို့ကမလဲတက်ညီလက်ညီနဲ့ရိုက်ထုတ်ကမှာဒါပေမဲ့ဟဲ့ရိုက်ကြပါဟဲ့ထုကြပါဟဲ့ရိုက်တော့ရိုက်နေကြတယ်ဘာဖြစ်လဲအာသူများအိမ်ပေါ်တက်ပြေးတဲ့လူနဲ့ဟမ်ပတ်ပြေးနေတဲ့လူနဲ့မှောက်ကောင်မှောက်ပြီးဝင့်နေတဲ့လူတွေဆိုဒီခွေးကြီးကဘာဖြစ်ကုန်လဲအဲအလူပြက်တဲ့အထိတောင်းကြပါလိုက်ပေါ့ အပြစ်တနာအဲ့ဒါခွေးယူတဲ့ကောင်နဲ့အင်အားတက်တလေအလူလက်နေတဲ့လူတွေကအများကြီးပဲဒါပေမဲ့ဒီခွေးယူကိုညီညီညာညာကိုတူတူနီးတူထုကိုနီးကိုထုထုကြမယ်ဟဲ့ဆိုရင်ဒီခွေးယူကဘာပြောလဲလဲပါပြီဒါပေမဲ့အဲ့ဒီခွေးယူတကောင်တည်းကိုထုမဲ့လူကနဲ့နဲ့ပါစပ်ပြောရမြန်မြန်ထွက်ပြေးတဲ့လူကအစမတန်ဟမ်မောက်ပုံမောက်နေတဲ့လူနဲ့ဝင်းရမောက်နေတဲ့ထွက်ပြေးတဲ့လူနဲ့အဲ့တော့ခွေးယူကတောင်းကျမ်းလာတယ်ဘာပြောရလဲအလူဝဲကြီးပြက်ပေါ့ အဲ့ဒီပုံစံဖြစ်သွားတာကျွန်တော်တိုင်းပြည်ဟာအဲ့တော့မဲစရင်မားလို့မဲလိန်လို့မဲခိုးလို့ဆိုတဲ့ဒူတွေမင်းတို့ရဲ့အဘသမာနော်ဖို့ဖို့ခေါင်းဆောင်တွေကတိလားဘူးလက်ကိုယ်တိုင်ဖတ်ပြောကြပြီကဲအဲ့ဒါအကြည့်အဲ့တော့မင်းတို့ပြောဒီပြောရမယ်ဆိုရင်မင်းတို့အခုကျင်းပမဲ့ရွက်ောက်ပွဲရွက်ောက်ပွဲတော့မကျင်းပရသေးဘူးမဲခိုးနေကြတာပေါ့အဲ့လိုလားဟမ်ဘူးလက်ပြောရတော့ငါပြောတာမဟုတ်ဘူး